မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တိုင်းရင်းသားလက်နက်ကန်တွေတင်ပိုက်ထားတဲ့ဒေသတွေကို73လောင်စာစီတွေလုံးဝမရောက်ရှိစေရေးဆောင်ရွက်ရန်စစ်ကောင်စီကညွှန်ကြားပါတယ်။နောင်ချိုမြို့တိုက်ပွဲမှာခမရ213တရင်မူဘုံမူဘူကြီးအဆင့်ရှိသူတွေပါဝင်တပ်သားတွေတေဆုံးပြီးလေးဦးကိုအရှင်ဖမ်းမိကလက်နက်ခင်းရန်တွေလည်းတင်းစဲရရှိထားတဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တိုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်တပ်တွေကြီးစိုးနေတဲ့ဒေသတွေကို73လောင်စာစီတွေလုံးဝမရောက်ရှိစေဖို့အတွက်စီရောင်းဆန်တွေနဲ့ကုမ္ပဏီတွေကိုစစ်ကောင်စီကစီကန်းချက်နဲ့အမိန့်တွေချမှတ်ပြီးအထူးတင်းကျပ်မှုတွေလှုပ်ဆောင်လာလို့73စီအရောင်းဆန်တွေနဲ့စီကိုစလဲတွေကရန်ကုန်ခေတ္တတရဏကိုပြပြပါရတယ်။တော်လန်တပ်တွေကြီးစိုးသိမ့်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်ကင်းဒီရခိုင်ပြည် ချင်းပြည်နယ်ကချင်းပြည်နယ်စကိုင်းနယ်တနင်္သာရီတိုင်းမကွေးတိုင်းအတွင်းကလွတ်မြောက်နယ်မြေတွေကို73လောင်စာစီတွေမရောက်ရှိစေဖို့အတွက်စစ်ကောင်စီကစီကန့်ချက်အစ်စ်တွေတိုးကာချမှတ်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်73စီတည်ဆောင်ရမှာတင်ပြခွင့်ပြုထားတဲ့ခီးစုံနေရာတိတည်ယူမဲ့73စီပမာဏအတိအကျကိုအလေလွတ်မရှိဘဲတည်ယူဖို့စီတည်ယူရမှာလဲ တင်ပြခွင့်ပြုထားတဲ့စီဘောက်ဇာရင်ကလွဲကဘယ်အစားထိုးရင်ကိုမှအသုံးမပြုရဘူးလို့လဲစီကန်းချက်အစ်စ်တွေထုတ်ပြန်လာပါတယ်။ရောင်းချဖို့ခွင့်ပြုထားတဲ့73စီပမာဏအတိုင်းရောင်းဝယ်ဖို့စီတူလောင်ပြီးအပြင်ထုတ်မရောင်းဖို့ကိုလည်းစီကန်းချက်အစ်စ်ထုတ်ပြန်ပြီး တင်းကျပ်နေရလို့လည်းသိရှိရပါတယ်။စီကံမလိုက်လာတဲ့စီဆိုင်တွေ၊ကုမ္ပဏီတွေကိုတိုင်ရိုက်တာတွေလုပ်ငန်းလိုင်စင်သိမ်းတာတွေလှုပ်ဆောင်လာရလို့လည်းသိရှိရပါတယ်။အဲလို73စီကို တော်လန်တက်တွေကြီးစိုးတဲ့နေရာတွေမရောက်အောင်တင်းကျပ်သလိုစာနယ်ရိတ်ကဆေးဝါးလူသုံးကုန်နဲ့အီလက်ထရောနစ်ပစ္စည်းတွေမရောက်ရှိစေဖို့အတွက်လည်းစစ်ဆေးဂိတ်တွေကိုချမှတ်ပြီးတင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီးခိုင်းထားရလို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆက်မှာအလေပတ် PV နိုင်ငံကူးလက်မှတ်နဲ့ပြပထွက်မဲ့လူငယ်အချို့ရဲ့မိုဘိုင်းဖုန်းတွေကိုစစ်ကောင်စီလက်အောက်ခံစစ်စေးအဖွဲ့ချုပ်ကစစ်စေးပြည်နာမိသားစုကိုနှုတ်ဆက်ကြော့နေတဲ့ဓပုံပါရလို့ဆိုကလေရင်ပေါ်ကိုတက်ခွင့်မပေးဘဲလေဆက်ကနေပြန်လွတ်လိုက်တယ်လို့ပြန်လွတ်ခံရတဲ့လူငယ်အမျိုးသားတို့ကရန်ကုန်ခေတ်တည်တနာကိုပြပြပါရယ်နိုဝင်ဘာလ16ရက်နေ့နဲ့6နိုင်အချိန်မှာမြန်မာပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAN လေရင်လေရင်ခီးစင်အမှတ် AM364 နဲ့ထိုင်းနိုင်ငံကိုထွက်ခွာဖို့အတွက်စူးစမ်းခဲ့တဲ့လူငယ်တဦးရဲ့ဖုန်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲနဲ့လက်ဝကအချို့ကစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်နောက်ဖုန်းထဲမှာမိဘနဲ့ဆွေမျိုးတွေကိုကြော့နေတဲ့တပ်ပုံကိုမြင်တွေ့ပြီးတဲ့နောက်မှာအလဲပတ်တော့ရောက်ချင်းမဟုတ်လို့ဆိုကာလင်းပေါ်တက်ခွင့်မပေးဘဲလှက်ပြန်ခိုင်းခဲ့လို့လည်းသိရှိရပါတယ်။အခုနေ့ဩဂတ်စ15ရက်နေ့ကနေစတိုင်ကစစ်ကောင်စီကနိုင်ငံကိုလက်မှတ် Passport for Visit PV နဲ့ပြပအလောက်ကန်အတွက်လေချောင်းခီပြပထွက်ခွာဖို့ဆောင်ရွက်နေရတွေကိုတားဆီးစစ်ဆေးမယ်လို့ကြညာကစစ်တပ်ကလူငယ်တွေကိုပြပထွက်ခွင့်စတင်ပိတ်ပင်မှုတွေလှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ရန်ကုန်လေစိတ်မှာအလဲပတ်နိုင်ငံကူလက်မှတ် PV အလောက်ကန်နိုင်ငံကူလက်မှတ် PJ နဲ့ပြပထွက်ခွာသူတွေအားလုံးကိုစစ်ကောင်စီကတင်းကျပ်စွာစစ်ဆေးနေတာဖြစ်ပြီးမတင်ငါသူမှန်သမျှကိုလေစိတ်ကနေထွက်ခွာခွင့်မပြုဘဲတားဆီးနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ရှမ်းပြည်နယ်တရင်တပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်နောင်ချိုမြို့တိုက်ပွဲမှာခမရ213တရင်မူဘိုမူးနဲ့ဘိုကြီးအဆင့်ရှိသူတွေအပါအဝင်တသားအများပြားဟာတည်သွားပြီးလေဦးကိုအရှင်ဖမ်းမိကလက်လက်ခရမ်းတွေလည်းတင်းဆက်ရရှိခဲ့လို့ TNL ကပြောပါတယ်နိုဝင်ဘာလ16ရက်နေ့မှာနောင်ချိုမြို့ကတောင်ခမ်းအမြောက်တက်စကန်354နဲ့902တက်စကန်တို့မှာ တောင်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့အကြက်ဘက်စစ်တပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကြက်ဘက်စစ်တပ်ဘက်ကတက်မ17ခမရ213တရင်မှုဘုံမှုနဲ့ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင်တပ်သားအများပြားဟာတည်ဆုံးခဲ့ပြီးလက်လက်ခရမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေလည်းတင်ဆက်ရရှိခဲ့တယ်လို့လက်လက်ခရမ်းနဲ့အတူစစ်ကောင်စီတပ်သား၄ဦးကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့လို့သိရှိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ကြောက်ကူကနေနောင်ချိုမြို့နယ်တွင် စစ်အင်အားဖြစ်တင်းဖို့ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်တပ်ဟာ ထိုးစစ်ဆင်လာတာဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲတွေဖြစ်ပွားနေရဖြစ်တယ်လို့လည်းသိရှိရပါတယ်။နောင်ချိုမြို့ကတောင်ခန်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ဖို့အတွက်အကြက်ဖက်စစ်တပ်ကရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ကြောက်ကူကနေတဆင်စစ်အင်အားဖြစ်တင်းနေတာဖြစ်ပြီးလေကြောင်းကနေလည်းစစ်လက်လက်ခရမ်းတွေကိုဖြစ်တင်းနေတယ်လို့လည်းတရားနယ်လေးကပြပြပါတယ်။ဒါအပြင်အကြက်ဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလက်လက်ကြီးတွေနဲ့ပစ်ခတ်ကလေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်တာတွေလည်းလှုပ်ဆောင်နေတယ်လို့တရားနယ်လေးကပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကာကွယ်ဝန်ကြီးဌာနကစီကံဖောက်ဖျက်ကပြစ်မှုကျွလွန်ခဲ့တဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကဖအဖွဲ့ဝင် စုစုပေါင်း6ဦးကိုအော်တိုဘာလအတွင်းလုံထုံးလုံကြီးတွေနဲ့အညီအေးအေးယူဆောင်ရွက်ခဲ့တယ်လို့ကာကွယ်ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အကျဉ်းစစ်တရားရုံးနဲ့စစ်ဆေးပြီးပြည်သူ့ကာကွယ်တပ်မတော်သားတအူးကိုထောင်ဒဏ်ချမှတ်စီရင်တာ စစ်ခုံရုံးနဲ့စစ်ဆေးပြီးပြည်သူ့ကာကွယ်တပ်မတော်သားတအူးကို ထောင်ဒဏ်ဆင်ချမှတ်တာ စုံစမ်းစစ်ဆေးခုံနဲ့စစ်ဆေးပြီးပေါ်ပေါက်ချက်အရာစီမံခန့်ခွဲရေးနီလန်းနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတပ်ဖွဲ့ဝင်လေးဦးနဲ့တဦးကိုရာထူးကနေထုတ်ပယ်တာအပြင်တဦးကိုတာဝန်ကနေ6လရာရဲဆိုင်ခဲ့ပြီးတဦးကိုစာနဲ့တတိပေးအရေးယူခြင်းတွေကိုလှုပ်ဆောင်ခဲ့လို့လည်းဖော်ပြထားပါတယ်အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝန်ထမ်းအနေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်အဖွဲ့ ပကဖရွေကိုစီကံသေးဖို့ပြီးပြည်သူကိုအလုတ်ကျွေးပြတဲ့တက်မတော်တရဖြစ်လာစေဖို့ရည်ရွယ်တိစောက်နေရလို့လဲဆိုထားပါဗျ။ဒါအပြင်လိုအပ်တဲ့ထင်ကြောင်းမှုတွေကိုအစစ်အစင်ဆောင်ရနေပြီးမျှတတဲ့တရားစီရင်မှုတွေလုံထုံးလုံနည်းတွေနဲ့အညီအရေးယူမှုတွေကိုဆက်လက်ဆောင်ရနေရလို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ စကန်တဲ့တဲ့တပုတ်ကိုတန်းဆက်ပေးကြပါရယ်စကန်တဲ့ပလဲမြူတင်တိုက်ပွဲမှာစစ်တပ်ကစစ်တုံးပန်း25ကိုဖမ်းဆီးရရှိပြီးလက်လက်အများပြားကိုတင်းဆက်ရရှိကပလဲမြူကိုတင်းပိုင်နိုင်ခဲ့ပေမဲ့လည်းစစ်ကောင်စီရဲ့စစ်ကူတွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဗမာအမျိုးသားတော်လိုင်းတမတော် BNR တွေကသတင်းထုတ်ပြန်လိုက်ပါရယ်ရွေဘာလ17ရက်နေ့မနေ့၄နိုင်ခွဲလောက်ကနေစတင်ပြီးပလဲမြူတင်စစ်စင်ရေးကိုစတင်ခဲ့တာဖြစ်တယ်လို့ ဆစ်စင်ရေးစတင်ပြီး48နိုင်အကြာမှာပလဲမြို့ပေါ်ကစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့မြို့နယ်ထွေုံယုံနဲ့မြို့မရဲစခန်းတွေကိုထိမ့်ချုပ်နိုင်ခဲ့ပြီးပလဲမြို့ကိုသိမ်းပိုင်နိုင်ခဲ့လို့လဲဆွတ်ထားပါဗျ။လေကြောင်းပစ်ကိုအများပြားကြားကနေအချိန်တိုတွင်ထိမ့်ချုပ်နိုင်ခဲ့တာဖြစ်ပြီးဆက်လက်ထိမ့်ချုပ်ထားနိုင်ရန်အတွက်အဖက်ဖက်ကနေပြင်ဆင်စ조사ဆောင်ရွက်ခဲ့လို့လဲ BNR တွေကပြောပါဗျ။ တိုက်ပွဲတွေမှာစစ်ကောင်စီလက်အောက်ကနမခတရားဦးလီတဲ့ရှဲတဲလီတဲ့တို့ကလေလေချောင်းပစ်ကိုအခောက်ရေ80ကျော်ပစ်ကိုပေးတဲ့ကြကနေပလဲမြို့ကိုတိုက်ခတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့လဲ BNR တွေကထုတ်ပြန်ထားပါတယ်စစ်စစ်ရေးအတွင်းမှာ BNR တွေကရဲဘော်၉ဦးဟာကြာဆုံးခဲ့ရပြီး BNR တွေက10ဦး GZA က2ဦးဟာဒဏ်ရာရှိခဲ့လို့လဲသိရှိရပါတယ်ပလဲမြို့သိမ်းစစ်စစ်ရေးအတွင်းမှာစစ်ကောင်စီဘက်ကစစ်တုံးပန်း25ဦးကိုလဲထိန်းသိမ်းနိုင်ခဲ့လို့လဲသိရှိရပါ ါတယ်စစ်စင်ရေးတွင်မှာလက်လက်ခရင်အများပြားကိုလည်းတင်ပိုက်ရရှိခဲ့လို့လည်း BNR တွေကထုတ်ပြန်ထားပါတယ်မြို့သိန်းတိုက်ပွဲကိုမြေပြင်စစ်ကူဖျက်တောက်တာတွေကိုအဖက်ဖက်ကပြင်ဆင်နိုင်ခဲ့ပေမဲ့လည်းဝရင်ကနေတက်အင်အားစစ်ကူချတာဝရင်ကနေပြစ်ကူပေးတာတွေကိုဖျက်တောက်ဖို့ခက်ခဲတာကြောင့်နိုဝင်ဘာလ14ရက်နေ့စစ်စင်ရေးစတုတ္ထမြောက်ရက်ညနေပိုင်းအချိန်မှာမြို့ပေါ်ကနေပြန်လည်ဆုတ်ခွာပေးခဲ့ရလို့ BNR တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့စကိုင်းတန်းရွှေဘုံမြို့မှာစစ်တပ်ကစစ်ဘေးရှောင်ပြည်သူအုပ်ကိုဆိုင်ကဲမရက်ပေးတဲ့အတွက်ပြစ်တက်လိုက်ပြီးတဲ့နောက်မှာ PDF တွေဖြစ်ပြီးလက်ပြပုံတွေ့တယ်လို့သတင်းလိမ်လည်ထုတ်ပြန်ခဲ့တယ်လို့ရွှေဘုံဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။နိုဝင်ဘာလ15ရက်မနေ့9:00အချိန်ကရွှေဘုံမြို့အမှတ်3အခြေခံပညာကျောင်းရှိလမ်းမှာ စစ်တပ်ကဂိတ်ချထားပြီးစစ်ဘေးရှင်ပြည်သူတို့စီးနင်းလာတဲ့ဆိုင်ကယ်ကို တားဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတားဆီးစဉ်စစ်ဘေးရှင်ပြည်သူတို့ကဆိုင်ကယ်ကိုရမပေးဘဲဆက်လက်မောင်းနှင်သွားတာကြောင့်စစ်တပ်ကလိုက်လံပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်တီတကူလမ်းပေါ်အရောက်စစ်တပ်ကအမိလိုက်ပါခဲ့ပြီးဆိုင်ကယ်စီးသူနှစ်ယောက်ကိုပစ်ခတ်တပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။တပ်ဖြတ်ပြီးရဲ့နောက်မှာလက်ပစ်ပုံတစ်လုံးနဲ့လောက်လေးကားတွေတက်ရှိတယ်လို့ဆိုကာတည်င်းလိန်လေထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစစ်တပ်ကပြည်သူတို့ကိုပ စ်သက်ပြီးတဲ့နောက်မှာအလောင်းတွေကိုသက်ဆိုင်ရာမိသားစုစီပြန်လည်ပေးရတာမျိုးမရှိဘဲအလောင်းတွေကိုဖြောက်ဖြဲတကြိုလိုက်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကလည်းရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။